တာသမီကိုငရေပေးတဲ့မိဘဆိုတာတကယ်ရှိပါသလားရှိပါတယ်နံပါတ်1အပြစ်တင်လုံးတဲ့မိဘဘာလို့လို့အပြစ်တင်နေတတ်တာတနည်းဆိုရရင် လောဘကြီးမိကြတာပါအသုံးမကျဘူးဆိုတဲ့ဘောင်နဲ့သွသွင်းတာတာသမီကတကယ်အသုံးမကျတာဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့အသုံးမကျတာကိုပဲဖောက်မြင်နေတတ်တာဒါကိုကြားရဖန်ရများလာတဲ့အခါဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့စတင်လာတယ်နံပါတ်2ဘတ်လိုက်တာတာသမီချင်းတူတူဘတ်သမီလေးဘတ်သားလေးဘတ်လိုက်ဆက်ဆံတတ်တာ ဘလိုက်တဲ့တဲ့မိဘတွေရဲ့သားသမီးတွေဟာမစည်းလုံးကြတာများတယ်။မိဘကသွေးခွဲထားလို့ပါ။နေကညံ့နေနေကတော်တယ်ဆိုပြီး quality ခွဲလိုက်တဲ့ကုန်ပစ္စည်းတွေဟာဘယ်တော့မှစည်းလုံးမှုမရကြတော့ဘူး။ဘလိုက်မှုကမလေးစားမှုကိုအစပြိုးပါတယ်။အချင်းချင်းမနာလိုစိတ်ကနေအမုန်းတရားပွားများလာတယ်။ခလေးဘွားတွေကအယိုးဆွဲတဲ့အမုန်းတရားကဘယ်တော့မှဖြောက်မရတော့ဘူး။မိဘတွေသာမရှိကြတော့ရင်ဒီမောင်နှမတွေဟာပတ်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်။နံပါတ်3ဆဲဆူလုံးနာ။ နေ့စဉ်အစဲခံရတဲ့လူဟာမခံချင်စိတ်ကြောင့်ဒေါသများမယ်ပြန်ပြောမိရင်တော့မိပါဘူးခံတွဲတယ်လို့ဖြစ်တယ်ငရဲကြီးမယ်ဒုက္ခရောက်မှအေးမယ်ခွေးပြင်းမယ်ဆိုတဲ့ကျိန်းစာဆန်းဆန်းစကားတွေဟာအယမ်းဆိုးပါတယ်ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိုင်ပေမဲ့စဲရေးပြီးမှလုံးမယ်ထင်းတဲ့အတွေ့နဲ့ခိုင်းတာဟာဆိုးဝါးလုံးပါတယ်နံပါတ်၄တာသမီအိမ်အောင်ရေးကိုစွတ်ဖက်တာမိယောက်ျားကဘလို့နေယူထားတဲ့မိမကဘလို့ဆိုတာမျိုးမပြောတင်ပါဘူးတာသမီရဲ့ရွေးချယ်မှုကိုလည်းအေးစားရပါမယ် သူတောင်သူ့ဘဝကိုသူနေတတ်တယ်လို့နေနေတာပါတသမီကသူ့အိမ်တောင်နဲ့ပတ်သက်ပြီးကိုညီပါလို့မပြောမချင်းဝင်ပါစရာကိုမလိုတာပါငါတမီမှန်တယ်ငါသားမှန်တယ်ဆိုတဲ့အယူဆဟာမှားပါတယ်ကိုတသမီအကြောင်းသိတယ်ဆိုတာကကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်ကလေးဘဝမှာပဲမိပါနဲ့တဏီကုံရှိနေလို့သူတို့အချင်းလေးတွေသိနေကြရတာသူတို့အရွယ်ရောက်တဲ့အခါမိပါနဲ့နေချိန်နဲ့လေမိပါကတသမီစိတ်ကိုမသိရလीဆိုတာကိုတတိထားတင်ပါတယ်တသမီဆိုတာမိပါကိုအဆအဆရရရ ပြောပြခြင်းနဲ့အရွယ်ဆိုတာအသက်၄၅နှစ်အရွယ်မှာပဲရှိတယ်ဒါကိုကလေးလိုပဲအကုန်သိခြင်းအကုန်ဖြည့်ရှင်းပေးခြင်းနဲ့ဆိုရင်တော့တကယ်ဖြစ်လာရင်တော့မိဘကိုမတိုင်မြင်ကြတော့တာများပါလေငါပြောသားပဲဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာပြေတနာကိုဖြည့်ရှင်းဖို့ဝေးကွာစီတာတာသမီတွေကရိတ်စားမိကြပါလေတာသမီအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်တင်တာကိုသိကိုသိထားရမယ်နမငါတာသမီကိုပြောစုဆက်ဆက်မုံမှားတာအချို့မိဘတွေရှိပါတယ်ပြင်မမှာတော့လူငယ်လူကြီးမရွေးကိုအရန်အလေးထားဆက်ဆံတတ်ပါတယ် ပြောရရင်လူတွေပေါ်လေးစားမှုရှိတာပေါ့တာသမီကိုကြအဲ့လိုမလုံနိုင်ကြပါဘူးတာသမီဆိုတာငယ်နိုင်လို့ဖြစ်နေတော့စိတ်အလိုမကြတိုင်းတာသမီကိုနှိမ်နေတတ်တာမျိုးပါစေရနာစကားဆိုပေမဲ့အပြောမတတ်ရင်နားခါတာလူတဘာဝပါအပြင်းမန်းကမှတ်မှတ်ထားခြင်းနေမယ်စိတ်ခံစားချက်ကတော့မိဘကငါပြောတိုင်းမကောင်းမြင်နေဆိုပြီးဒေါသကြီးနေတတ်တဲ့တာသမီတွေရှိလာရတာပါစိတ်ဆိုတာအမျက်ကြီးသားမနေပါဘူးအမျက်နှားဖို့အောင်နေ့စဉ်ဆုံးမစကားမစုံနေမိပါစေနဲ့ သူ့နဲ့စင်လောက်တာဒီမှတ်ထားပြီတပတ်တခါတစ်လတစ်ခါလောက်သာသဘောပိုင်းမှာအေးအေးဆေးဆေးပဲစုံးမစကားတခုံကြီးပြောတင်ပါလေတပတ်တခါမှုစုံးမရတာစိတ်လဲရှိတယ်တာသမီးအနေနဲ့လဲမိဘကကြကြလက်ကြပြောတော့ငင်းရခက်တယ်သူ့အမကိုစင်ကျင်နိုင်ရင်ဒေါသပါတဲ့စုံးမစကားဟာပြောင်းပြန်အကျိုးတက်ရောက်ပါလေဘာလို့လဲဆိုတော့တာသမီးဆိုတာလူသားမှုဒေါသထွက်ရင်အရွယ်တိုက်တက်လို့ပါအစင်မပြေမှုတွေကိုသူတို့လည်းမလိုလားကြပါဘူးဒါပေမဲ့ရင်းဆက်မရရင်တော့မိဘနဲ့ထိတ်တိုက်ရင်ဆိုင်ချင်းတဲ့ ်အဝေးကိုပြေးသွားလိုက်တာအခုသူအနေဆုံးအဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြတယ်မိဘနဲ့အဆင်မပြေတဲ့တာသမီးဟာသူ့ဘာသာရက်တီလာရတဲ့အခါမှာလဲအဆင်ပြေဖို့ဆိုတာမလွယ်ဘူးပါဘူးအဆင်ပြေပြေမပြေပြီမိဘမသိပါစေနဲ့အဆင်ပြေတယ်ပဲပြောလိုက်ပါတွေးပူနေတဲ့တဲ့မိဘကိုလဲစိတ်မပင်မန်းစီသလိုအခုသူလဲနည်းစီပါတယ်တက်နိုင်အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်အနည်းမှာပဲနေမယ်ဆိုလဲမိဘနဲ့အဆင်ပြေအောင်နီးလန်းရှာပြီးစိတ်လျှော့ကြပါ မိဘဆိုတာအဖိုးတန်ပါလေဒါပေမဲ့တာသမီဆိုတာလေလူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာမိဘများအထူးသတိချက်မိကြရင်မိဘနဲ့တာသမီများဆက်ဆံရေးရလဲဟိုအစဉ်ပြေကြမှာပါဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရန်ဒီပေါ်ပါပြည်လေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ရှိပါခင်ဗျာ